ရုရှားပြန်မင်းအောင်လိုင်းကိုကျူးဆိုဖို့အတွက်စစ်တပ်ထောက်ခံသူများနေပြည်တော်သို့လာရန်အတွက်လမ်းစဉ်ဟိုတယ်ကပါဝင် နေထိုင်စာတဲခိုကစီကိုငွေကျပ်3000ဗာမုတ်ဖို့ပေးကြောင်းသိရပါတယ်။ယနေ့ရုရှားပြန်ကြေးစင်မှာပြလာသည့်အကြံဖတ်မင်းအောင်လိုင်းကိုကျူးဆိုရန်အတွက်စစ်တပ်ထောက်ခံသူများကိုနေပြည်တော်သို့လာရန်လမ်းစဉ်ဟိုတယ်ကပါဝင်နေထိုင်စာတဲခိုကစီငိမ့်ဖြင့်ငွေကျပ်3000ဗာမုတ်ဖို့ပေးနေကြောင်းနေပြည်တော်စစ်ဘက်ဆိုင်ရာသတင်းများရသိရပါတယ်။ အကြမ်းဖက်မယောင်လိုက်နဲ့နိုင်ငံခြားခရီးစဉ်မှာပြန်လာတိုင်းကြိုးစိုးရန်အတွက်စစ်တပ်နဲ့အတူစီးပွားရေးအတွက်ဖက်လောက်ကနေတော့စီးပွားရေးလုပ်ငန်းရှင်တချို့ကအကုန်ကြခံပြီးစီစဉ်ပေးကြောင်းမယောင်လိုက်ကိုကြိုးစိုးရေးနေပြည်တော်တို့လာမြီစစ်ဘက်ဆိုင်ရာဘက်တော်သားများတရုတ်ဆောင်အစိုးရဟာသလူရှင်တော်များမဘတ်သားဘုန်းကြီးများအမျိုးသားရေးဆွေးရောက်များအတွက်လမ်းစီဟိုတယ်ကစားစီတဲခိုကမို့ဖို့ဖြစ်နေငွေကျပ်3000ကိုပါစီစဉ်ပေးခဲ့ကြောင်းသိရပါတယ်မယောင်လိုက်ပြပခီးစဉ်မှာပြန်လာတိုင်းရန်အောင်စိုးမြတ်သူစားတိန်တောင် ခန့်စီသူ မေတန်းတို့မေတင်စာဦးစရဲစစ်တဲ့ဘက်တော်သားတရုတ်ဆောင်ဟာတာလူရှင်တော်ရင်းနဲ့အစိုးရတချို့လည်းလာရောက်ကြိုလေးရှိပြီးမောဘတာနဲ့မြို့သားအစိုးရောင်များလည်းငွေကြေးရသဖြင့်လာရောက်ကြိုခဲ့ကြောင်းသိရပါတယ်ထို့ပြင်စစ်တပ်ကလည်းမရောက်နိုင်ကိုကြိုးစိုးရေးအတွက်နန်းစီတရဝန်ထမ်းများနဲ့မိသားစုဝင်များကိုလည်းဆင့်ခေါ်လေးရှိပြီးယနေ့ပြန်လည်ရောက်ရှိလာမည့်ပြည်ပခီးစင်များအတွက်နန်းစီတရများကိုလည်းလာရောက်ကြိုထားခဲ့ကြောင်းသိရပါတယ် မြောက်နိုင်ကိုကြိုးစိုးရေးအတွက်ငွေကြေးကုန်ကြမှုများကိုလည်းစက်တလောက်ခန့်မြမစီပွားရေးဥပိုင်းမြန်မာစီးပွားရေးကော်မရှင်တို့နဲ့အတူစီးပွားရေးတော်ပတ်လုပ်ငန်းနေကြသောစီးပွားရေးသမားများကအများဆုံးကုန်ကြခံပြီးငွေကြေးဆက်ထုတ်ပေးခဲ့ကြောင်းသိရပါတယ်။အစံဖတ်မြောင်းလိုင်းကစက်တင်ဘာလ24ရက်နေ့မှစက်တင်ဘာလ29ရက်နေ့ထိရုရှားနိုင်ငံသို့တွားရောက်ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ မြန်မာနိုင်ငံမှာအစိုးရကဆိုရှယ်မီဒီယာ26ခုကိုပိတ်ပင်လိုက်တဲ့အတွက်လူငယ်များမကြင်မနှက်ဖြစ်ကမြို့တော်ခမ်းမများနဲ့မြို့ကြီးများတွင်ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။ဆန္ဒပြမှုဖြစ်စဉ်တွင်လူငယ်များ19ဦးသေဆုံးမှုဖြစ်ပွားခဲ့ရမှာလက်ရှိအစိုးရဘက်ကတရက်အတွင်းပြုကြသည့်အထိဆန္ဒပြခဲ့ကြတာပါ။ဝင်ကြီးချုပ်ယုံပါလီမန်အဆောက်အဦများတရားရုံးချုပ်များရှေ့နေရုံးချုပ်များဝင်ကြီးဌာနဝင်ကြီးများနေအိမ်များမိရှုဖြစ်စေခဲ့ကြပါဗျ။နေဆက်မြများဖြစ်ကြသောဘူတော်မျိုး ဘိုင်ဟာဝါမျိုးလိုမဒီမျိုးတို့မှလည်းဆန္ဒပြမှုဖြစ်ပွားခဲ့ကြပါတယ်။တနိုင်ကလုံးနေမထွက်ရညမထွက်ရလူစုလူဝေးမလုံရအမိထုတ်ပြန်ထားခဲ့ပါတယ်။ဒီနေ့ဘုရကာယာမြန်မာအကြောင်းကနေဆရာတော်များစစ်ရေးရှောင်ရင်ဖျားပူးရန်အတွက်လိုမဒီတို့လာကြပါတယ်။ အိန္ဒိယဘက်ကလာတဲ့ကားများကိုနေပိုးနိုင်ငံထဲသို့ပေးမဝင်ပါဘူး။နေဆက်ကိတ်မှာတော့ထားပြီးကား၅ပြီးတော့လာခဲ့ရတာပါ။ပြန်သွားတဲ့အခါမှာလည်းကား၅ပြီးတော့ပြန်သွားခဲ့ရပါတယ်။နေခင်ဘက်မှာပါအမိတ်ထုတ်ပြန်ထားတဲ့အတွက်တက္ကစီသမားတွေလည်းနေဆက်သို့လိုက်ပို့ရန်အတွက်ခက်ခဲဖြစ်နေပါတယ်။လုံငယ်ရီရဲ့ဆန္ဒအောင်မြင်သွားတဲ့အတွက်ဒီပြဿနာဟာတော့အော်တိုဘားလာတီမရောက်နိုင်ပါဘူးလို့ယူဆသွားခဲ့ပါတယ်။